ဟိုမတန်ဆွမ်းတာပဲရှိရဟုတ်တယ်မလားတာမန်လူပဲလေဟိုသူအခုတာမန်အခုညီမလေးတို့လို့လူမျိုးနဲ့အမတို့ကတကယ်တော့တူတူပါပဲအဲ့ဒါစိတ်ထဲမကြပါနဲ့လို့အမကပြောချင်တယ်ဘာလို့လဲဆိုတော့အခါကျတော့အမတို့ကဒီဘဝတစ်ခုကိုအရှုံးပေးခဲ့ပြီလေဟုတ်တယ်မလားမွေးကလေးကပါလာတဲ့သူဆိုရှင်အမတို့မွေးကလေးကအမဆိုလို့ရှင်အမဘဝကအမရှုံးပြီးပြီဒါပေမဲ့အဲ့ဒီအပေါ်မှာအမစိတ်ထဲကြနေမယ်ဆိုရင်အမကနောက်တစ်ချိန်ထက်ရှုံးတယ်လို့ဖြစ်နေမှာပေါ့နော်အဲ့ခါကျတော့ အမတ်နာမည်ကသဲမြက်ထူပါသဲသဲလို့လည်းခေါ်ကြတယ်ဆက်ရှုပ်ပညာကျတော့ပထမဆုံးကတော့အမအဖေနဲ့မိပေါ့နော်အမတို့ကအငင်းကတာဆိုတဲ့ခါကျတော့အဲမှာအဲမင်းသမီးအင်းကြီးပါဆိုတော့အမစီကွတ်နေပါထူပေးရတယ်အဲ့လိုပေါ့နော်အဲ့ရနေမှာစပြီးတော့ကိုကလှုပ်တတ်တာပေါ့အခက်ခဲရတော့လားအခက်ခဲရတော့နည်းနည်းတော့ကိုကရှိတာပေါ့နော်ဟိုတာမန်လူတွေထက်ပို့ပြီးအမကကျတော့နှစ်ဆပို့ပြီးတော့လောရတာပေါ့နော် ဟိုအမကငိုတဲ့ကိုကလေစိတ်ကိုကလေဟိုတာမန်လူကဒီလိုလုံနိုင်နေဆိုအမလည်းလုတ်ကိုလုံနိုင်အောင်ဆိုစိတ်နေပေါ့နော်ဒါပေမဲ့အမဒီအလုတ်ကိုစဝင်တော့လက်ချုပ်လက်ကျဲတိတဲ့ပေါ့နော်အဲ့ရန ဒီရန်ကုန်ဆောက်ရောက်တဲ့ခါကျတော့အမဟိုအလုံးတစ်ခုလုံးမှအင်ပြေမှာပေါ့နော်အကျအလုံးလုံးမဲ့ဆိုစဉ်းစားရကြအမလောက်တက်တာနဲ့ဒီအဲလက်ပေါ့နော်ဒီဆက်နဲ့ပတ်သက်တာပဲလောက်တက်တာဆိုတော့ရန်ကုန်မှာကျတော့သူကအလုံးခေါ်တယ်လေကျေသီးတက်တို့လက်ချုပ်လိုက်တော့အဲ့နဲ့အမအလုံးလျှောက်လိုက်တာဒီမြောက်တခုနဲ့မှာပဲအမအလုံးရလာတယ်အလုံးရလာပြီးတဲ့ခါကျတော့သူ့စီမှာပဲအမလက်ချုပ်လိုက်ကျေသီးတက်လို့ပေါ့နော်ဟိုအောက်ခြေသိမ်းဖို့အကုန်လုံးရတာဒါပေမဲ့ကိုကကျတော့ဒီအလုံးကလုံပြင်းနေပေါ့နော်ဒီလောက်နေတော့ကိုမရက်ချင်ဘူး ီးရခါကျတော့အဲ့အလုံးလုံးရင်းနဲ့၃နှစ်လောက်နေရခါကျတော့ဟိုတင်တဲ့တစ်ခုอ่ะဗောနော်သူဟိုဒီဇိုင်နာစီသူဝင်းသူကကြောင်များကနေပြောတော့တင်တဲ့အဲ့ဒါအခမဲ့ပညာဒါနဗောနော်ခေါ်တာခေါ်တော့ခါကျအမအဲ့တင်တဲ့ကိုအရင်တက်ရှင်တယ်တက်ရှင်တဲ့ခါကျတော့သူကစနေတနင်္ဂနွေနေ့ရပြေးနေ့ရတက်ရတာဗောနော်လောက်တက်တဲ့ခါကျတော့တအားတော့ခက်ခဲတာဗောဒီဘတ်စကားနဲ့သွားပြီးတော့ခါကျအဲ့ဒီတင်တဲ့ချိန်ကိုအမိသွားရတယ်အများကြီးကြိုးစားရတယ်ပြီးတော့ကိုအလို့အလို့အစလို့ကစားအောင်ကကြာလဲတချို့ကကြာလဲနားလဲသူရှိရတချို့ကကြာလဲ ိုချင်းစားတဲ့သူတွေလည်းရှိရပါတော့။အလုံးလုံးတဲ့လူချင်းချင်းတော့မှလည်းအလိုကိုနှိမ်တဲ့သူပါရယ်ဆိုတော့လည်းရှိတာပဲ။ဟိုကအဲ့ဒါကိုကိုဘုထက်တောင်းစူးစမ်းမျိုးဆိုစိတ်နေပါတော့။စူးစမ်းလို့လည်းအမဒီလိုဖြစ်လာတာ။ ဒါကိုပြန်ပြီးတော့လေ့လာတယ်ပြီးတော့အလုပ်ထဲမှာအကြောင်းကလည်းအမကိုသူကလှုပ်ခွင့်ပေးတယ်ပေါ့နော်သူဒီပုံစံလေးကိုလိုချင်တယ်အမကိုလှုပ်ပေးပါဆိုလို့ရှိရင်အမကိုယုံကြည်လို့လှုပ်ခိုင်းတဲ့ဟာအမဖြစ်အောင်လုပ်တယ်အဲ့ရနေပြောလေးလာတာပေါ့နော် online အနေနဲ့လေးလာတယ်ပြီးတော့ခါကျအဲ Facebook ကနေပြီးတော့လည်းအဲ့လိုပညာဒါနပေးရတယ်လည်းအမအကုန်ကြည့်တယ်နောက်ပိုင်းကြားတဲ့ခါကျတော့ကိုကအဲ့လိုဆရာအကာဟင်းပေါ့နော်ဆရာအကာဟင်းရဲ့တန်တန်းတွေအကုန်မှလိုက်ချိုင်းပြီးတော့တက်လိုက်တယ်ဟိုသူများရဲ့ဝန်ထမ်းကိုလည်းကိုအမြဲတမ်းမလုပ်ချင်တော့ဘူးလေအဲ့နဲ့ ဒါပေမဲ့ဒီလိုဖြစ်လာဖို့လည်းအများကြီးကြိုးစားရတာအလုံးလုံးတဲ့အလုံးလုံးရင်းနဲ့ပတ်စံစုတယ်ပစ္စည်းတစ်ခုပြီးတစ်ခုဝယ်ပြီးတော့စုတယ်စုပြီးတော့အကုန်လုံးကိုအခြေအနေတစ်ခုဖြစ်လာပြီဆိုမှသူ့ဆရာနဲ့အလုံးထွက်လာပါတော့ဒါပေမဲ့အလုံးမထွက်ခင်ကိုလည်းလေတစ်နှစ်လောက်လေတစ်နှစ်လောက်ကိုပေါ့နော်အမကညာဘက်ဆိုလို့ရှိရင်လေအမအခုလက်ရှိလုံနေရဲ့ညီမလေးပေါ့နော်အဲ့ညီမလေးအထည်တွေအမလက်ခံပြီးတော့ညာဆိုလို့ရှိရင်အဲ့လိုတနိုင်နှစ်နာနာခီချုပ်ရအောင် ဟိုအမဟိုအထည်လဲအမလက်ခံတယ်နိအထည်လဲလက်ခံတယ်ပြီးတော့ခါကျတော့အမဒီအလုတ်ကမထွက်ခင်ကတည်းကဟိုအမနဲ့လက်တွဲခဲ့တဲ့ညီမလေးပေါ့နော်သူကကျတော့ဟိုချင်းလူမျိုးပေါ့နော်သူကကျသူ့ရဲ့အထည်တွေကဟိုနိုင်ငံခြားကိုပို့တာပဲအများဆုံးပို့တာပေါ့နော်သူ့ရဲ့အထည်တွေအမချုပ်ပေးဖြစ်ရင်းနဲ့အဲကိုကိုဘာသာကိုဘက်ကိုလှုပ်တော့မယ်ဆိုပြီးတော့ပေါ့နော်အမအဲ့လိုအလုတ်လက်ခံလိုက်တာပေါ့နော်အဲ့ကျတော့ ဟိုဘောနော်တခါလေကိုဘောကိုတကယ်မေ့နေရသေးလားကိုကတာမန်လူလိုပဲဘောနော်သူများဟိုဒီတစ်ခုလုံနိုင်တယ်ကိုလည်းလိုက်လုံနိုင်ရမယ်ဘောနော်အဲ့လိုအဲ့လိုစိတ်နေဘောနော်ဒါမဲ့ဟိုတစ်ခုပြောချင်တာကတော့အမားတို့ကအခုဒီပုံစံအခုဒီဘောကအမားလူချင်းလို့ရလာလည်းမဟုတ်ဘူးဒါမဲ့ဖြစ်လာပြီဆိုမှတော့ဒီဖြစ်လာတဲ့ဘောမှာအမားဖြစ်အောင်လုပ်ရမယ်လေဒီတိုင်းထိုင်နေလို့ရောအဲ့ဒါရှုံးပေးလိုက်လို့ရှိရင်ဟိုအစကတည်းကရှုံးပေးသူတွေဖြစ်နေမှလည်းအမားအဲ့ဒါရောမကြိုက်ဘူးအမငယ်ပါဘာလို့ဆိုတော့အမတို့တာမန်လူလူပဲလေဟုတ်တယ်မလားသူများတဲ့နည်းနည်းထူးခြားတာပဲရှိရတကယ်တော့အမတို့တာမန်ပဲလေ မိဘနှစ်ပါးပေးထားတဲ့ကိုယ့်ရဲ့ဘဝလေးနော်ပြန်လဲမပြင်ကျင်လို့လဲမရတယ်လို့သဘောလဲကြတယ်အဲ့အတွက်လဲအားငယ်တဲ့စိတ်တကယ်လုံးဝမရှိဘူး ဟိုမတန်ဆွမ်းတာပဲရှိရဟုတ်တယ်မလားတာမန်လူပဲလေဟိုသူအခုတာမန်အခုညီမလေးကိုလို့လူမျိုးနဲ့အမတော့တကယ်တမ်းတော့တူတူပါပဲအဲ့ဒါစိတ်သက်မကြပါနဲ့လို့အမကပြောချင်တယ်ဘာလို့လဲဆိုတော့ဟာကြတော့အမတို့ကဒီဘဝတစ်ခုကိုအရှုံးပေးခဲ့ပြီလေဟုတ်တယ်မလားမွေးကလေးကပါလာတဲ့သူဆိုရှင်အမတို့မွေးကလေးကအမဆိုလို့ရှင်အမဘဝကအမရှုံးပြီးပြီဒါပေမဲ့အဲ့ဒီအပေါ်မှာအမစိတ်သက်ကြနေမယ်ဆိုရင်အမကနောက်တစ်ချိန်ထက်ရှုံးတယ်လို့ဖြစ်နေမှာပေါ့နော်အဲ့ခါကျဘဝကလုံးဝရှုံးမပေးပါနဲ့လို့ကိုယ်မှာအားနည်းချက်ရှိရဆိုပြီးတော့လဲအားမငယ်ပါနဲ့ ပြီးအခါကျတော့လေဟိုပေါ့ဟိုအားငယ်တဲ့စိတ်ကိုလေတကယ်လို့ရှိခဲ့ဆိုရင်တော့မှလေဖျောက်ထားလိုက်ပါအဲ့တကူကလေကိုယ့်ရဲ့ဟိုတော့ဘဝတလန်းကိုလေလုံးဝဟိုလေပိတ်ပင်ထားသလိုကြီးဖြစ်တယ်အားငယ်တဲ့စိတ်ကလေဟုတ်ကဲ့အဲ့လိုပေါ့နော်ဟိုတကယ်မတန်ဆန်းပေါ့နော်အမအဲ့လိုမတန်ဆန်းတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေတကယ်လူအပ်တယ်ဆိုလို့ရှိရင်အမပညာကိုပြန်ပြီးမျှဝေပေးချင်ပါတယ်ဘာလို့လဲဆိုတော့အမလည်းဒီပညာကိုခက်ခက်ခဲခဲရခဲ့တာဆိုတော့လေတခြားသူလည်းအမပေါ့နော်အမတို့လိုအဲ့လိုခက်ခဲတဲ့သူတွေပေါ့နော်အဲ့လိုမတန်ဆန်းတဲ့သူတွေလည်းအမပြန်ပြီး